ပါရှင်။ဇွန်လ25ရက်ဗုဒ္ဓဘူးနေ့ရက်တိမပွဲရသတင်းကဘာကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဥစားတင်ဆက်ပေးမှာကတော့အစ္စရေးနဲ့အီရန်ကြားလုံးဝအပြစ်ရဲ့ရည်သဘောတူညီတယ်လို့သမ္မတထရန်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။အစ္စရေးနဲ့အီရန်ကြား24နာရီအတွင်းအစင်လိုက်အကောင့်ထဲပေါ်မဲ့လုံးဝအပြစ်ခတ်ရစေးရေးသဘောတူညီမှုရပြီဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန်ကလူမှုကွန်ရက်တွင်ရေးသားမှုကိုကိုးကားပြီးနိုင်ငံတကာသတင်းများကဆိုပါတယ်။ တမလထရန်ရဲ့ရည်သားမှုပြီးအီရန်နိုင်ငံသားရဲ့ဝင်ကြီးကမူယခုတိုင်အပြစ်ရဲ့ရည်မိသည့်သဘောတူညီမှုမှမရသေးကြောင်းအစ္စရေးအနေဖြင့်အီရန်ပြည်သူ့ဘော်ကျူးကျော်တိုက်ခိုက်မှုများတည်ရန်စံတော်ချိန်နဲ့နေ့၄နိုင်နောက်ဆုံးထား၍ရတမာကအီရန်အနေဖြင့်ဆက်လက်တုံ့ပြန်ရန်ရည်ရွယ်ချက်ရှိဘူးလို့၎င်းရဲ့လူမှုကွန်ရက်တွင်ရေးသားခဲ့ပါတယ်အစ္စရေးမှာအပြစ်ခံရစေရည်ကိုချက်ချင်းအတည်မပြုတော့လဲနဲ့နေ့၄နိုင်နောက်ပိုင်းအစ္စရေး ံမှုရှိခဲ့ကြောင်းသတင်းမရဘူးလို့ AP သတင်းကဆိုပါတယ်ဆိုလာ23ရက်ကအီရန်ဟာကာတာနိုင်ငံဒိုဟာရှိအမေရိကန်လေတက်စကန်နဲ့အီရန်လေတက်စကန်တို့ကိုဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာကာတာအာဏာပိုင်များကအီရန်ဒုံးကျည်များကိုပစ်ချနိုင်ခဲ့ပြီးလူထိခိုက်မှုမရှိကြောင်းအတည်ပြုပြောကြားခဲ့တယ်လို့သိရှိရပါတယ်ရှင်။ ဆလတ်တင်စမဲတဲ့တင်ကတော့အမေရိကန်တမရာထရိုင်ရဲ့အီရန်နဲ့အစ္စရေးနှစ်နိုင်ငံအပြည့်အခက်ရေးစေးသဘောတူညီကြောင်းပြောကြားမှုမတိုင်မီနဲ့ပြောကြားမှုအပြီးရင်နှစ်ဖက်တိုက်ခိုက်မှုများဆက်ရှိနေတဲ့တင်ဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုသမ္မတဒေါ်နယ်ထရန့်ကအစ္စရေးနဲ့အီရန်နှစ်နိုင်ငံစလုံးအပြည့်အခက်ရေးဆွဲရေးကိုသဘောတူညီခဲ့ကြပြီးဖြစ်တယ်လို့အမေရိကန်စံတော်ချိန်ဇွန်လ23ရက်ညနေခင်းမြန်မာစံတော်ချိန်24ရက် နနက်အစောပိုင်းကပြောကြားခဲ့ပြီးနောက်မှာပဲအစ္စရေးစံတော်ချိန်ဇွန်လ24ရက်နနက်9နာရီမှာအီရန်ကအစ္စရေးနိုင်ငံအတွင်းဘီယာရှိဗာမြို့ကိုဒုံးကျည်ရင်းနဲ့ပြင်းထန်စွာပစ်ခတ်ခဲ့တာမှာအနည်းဆုံးလူ9ဦးသေဆုံးပြီး20ဦးထဏ်ရာရခဲ့တယ်လို့သတင်းများကဖော်ပြပါရယ်အီရန်ကအရှေ့အလယ်ပိုင်းဒေသမှာအမေရိကန်ရဲ့အကြီးမားဆုံးတပ်စခန်ဖြစ်ပြီးတပ်ဖွဲ့ဝင်1000လောက်စခန်ချထားတဲ့ကာတာနိုင်ငံ မြို့တော်ဒိုဟိအန်ဒီက AU date latest scan ကိုဇွန်လ23ရက်ညနေပိုင်းကတိုက်ခိုက်ခဲ့သေးတာပါ။အစ္စရေးဘက်ကလည်းဇွန်လ24ရက်နနက်အစောပိုင်းမှာအီရန်အနောက်မြောက်ပိုင်းဂီလန်ပြည်နယ်ကိုလေကြောင်းတိုက်ခိုက်ရမှာလဲလူနေအဆောက်အုံတွေပျက်စီးကလူကိုယ်ဝန်းသေဆုံးပြီး33ဦးထဏ်ရာရခဲ့တယ်လို့ဒေတာအာနာဘန်ဒီကပြောကြားခဲ့ကြောင်းသတင်းများကဖော်ပြထားပါတယ်။အစောပိုင်းမှာတော့အီရန်နိုင်ငံသားဝင်ကြီးအဘတ်အရချီက ဣစရေနဲ့အပြေခက်ရဲ့စည်ရေးဆိုင်ရာဘာသဘောတူညီချက်မှရယူမထားဘူးလို့ပြောခဲ့ပေမဲ့ဣစရေကအီရန်ကိုတိုက်ခိုက်မှုတွေကိုဒေသဆန်တော်ချင်းဇွန်လ24ရက်နနက်၄နာရီမှာနောက်ဆုံးထားရပ်တန့်ပေးခဲ့ရင်အီရန်ဘက်ကလည်းအပြစ်ရပေးမယ်လို့ပြောကြားလာခဲ့ကြောင်းသတင်းများကဆိုတယ်လို့သိရပါတယ်ရှင်ထမတင်ဆက်ပေးမှာကတော့အိန္ဒိယနဲ့အမေရိကန်အကြားတန်တမန်ဆက်ဆံရေးတင်မာမှုဖြစ်ပွားတဲ့တဲ့ရင်ဖြစ်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအိန္ဒိယနဲ့ပါကစ္စတန်ကြားမေလကဖြစ်ပွားခဲ့တဲ့ပဋိပက္ခအတွင်းအပြစ်ခတ်ရစေးရေးအတွက်၎င်းကိုယ်တိုင်ဂျောင်းဝင်ဖြန့်ပြီးပြီးခဲ့ကြောင်းပြောဆိုမှုကြောင်းအမေရိကန်နဲ့အိန္ဒိယတို့အကြားတန်တမန်ရေးရာဖွဲ့တိုင်းမှုအချို့ဖြစ်ပေါ်စေခဲ့တယ်လို့ DW သတင်းတရက်ကဖော်ပြထားပါတယ်။အပြစ်ခတ်ရစေးရေးကိုအိန္ဒိယနဲ့ပါကစ္စတန်စစ်တပ်များအကြားဆွေးနွေးမှုများမှတစင်ရရှိခဲ့ခြင်းဖြစ်ပြီးအမေရိကန်ရဲ့ဂျောင်းဝင်ဖြန့်ပြီးမှုကြောင်းမဟုတ်ကြောင်းအိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီက ရန်အားတယ်လီဖုန်းဖြင့်ဆက်သွယ်ပြောဆိုခဲ့တယ်ဆိုပြီးအိန္ဒိယနိုင်ငံသား၏အတွင်ဝင်ဗီဂရမ်မီရီကအဆိုပါဖုန်းခေါ်မှုပြီးထုတ်ပြန်ချက်တင်ဖော်ပြခဲ့ပါတယ်။ဝန်ကြီးချုပ်မော်ဒီကသမ္မတထရန်ကိုဒီကာလအတွင်မှာအိန္ဒိယနဲ့အမေရိကန်ကုန်သွယ်ရေးသဘောတူညီချက်ဒါမှမဟုတ်အိန္ဒိယနဲ့ပါကစ္စတန်ကြားအမေရိကန်ရဲ့ဂျောင်းဝင်ဖြန့်ပြင်းမှုလိုမျိုးကိစ္စတွေနဲ့ပတ်သက်ပြီးဘယ်အစ်စ်မှမစကားပြောဆိုတာမရှိခဲ့ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်လို့မေရီကဆိုထားကြောင်းလည်းသတင်းများကဖော်ပြလာပါတယ်ရှင်။ နောက်ဆုံးနဲ့ဆက်မဲ့တဲ့ရင်ကတော့ထိုင်းကမ်ဘောဒီးယားနေဆက်ဂိတ်6ခုနဲ့ကုန်သွယ်ရေးဂိတ်10ခုကိုထိုင်းစစ်တပ်ပိတ်တဲ့တဲ့ရင်ဖြစ်ပါတယ်။ဗန်ဟလန်အမြဲတမ်းနေဆက်ဂိတ်ဟာပုံမှန်အားဖြင့်ကုန်တင်ကားများဟာကမ်ဘောဒီးယားသို့ကုန်ပစ္စည်းပို့ဆောင်ရန်နေဆက်ဂိတ်တွင်တန်းစီဆောက်ဆန်းနေလေရှိရာဇွန်လ24ရက်ကလုံးဝတိတ်ဆိတ်နေခဲ့ပြီးကုန်စည်ပို့ဆောင်ရေးရင်းတစည်းများမရှိခဲ့ကြောင်းသိရပါတယ်။ တချိန်ထဲမှာပဲကမ္ဘောဒီးယားမှာចောင်းလာတက်တဲ့ကလေးငယ်များဟာထိုင်းဘတ်သို့နနက်6နာရီမှာစပြီးပုံမှန်အတိုင်းစာသင်ရန်ဖြတ်ကျော်နိုင်သေးတော်လဲ၎င်းတို့ရဲ့မိဘများမို့ဖြတ်တန်းခွင့်မရှိဘူးလို့ဆိုပါတယ်။ထိုင်းစစ်တပ်ကကမ္ဘောဒီးယားစစ်တပ်ရဲ့ကျူးကျော်မှုနဲ့နေဆက်ဖြတ်ကျော်ရာဇဝတ်မှုများမြင့်တက်လာခြင်းကိုအကြောင်းပြုကာထိုင်းကမ္ဘောဒီးယားနေဆက်ရှိဖြတ်ကျော်ဝင်ထွက်ခိမ်းများအလုံးကိုဇွန်လ23ရက်နေ့ပိုင်းတွင်ပိတ်ရန်အမိန့်ထုတ်ပြန်ခဲ့ကြောင်းသတင်းများကဖော်ပြပါရသည်။ ပိတ်သိမ်းမှုအစီအမံများတွင်ရင်ဖြတ်တမ်းမှုအလုံးကိုဆိုင်ငံ့ခြင်းထိုင်းနှင့်နိုင်ငံသားသားများကဘာလှည့်ခရီးသွားများနှင့်ကုန်သွယ်မှုလုပ်ငန်းအလုံးကိုခရီးသွားလာခွင့်ပိတ်ပင်ကြောင်းထုတ်ပြန်ကြမှာဖော်ပြထားတယ်လို့သိရပါတယ်ရှင်။ကျမတို့ရှင်ကုန်မီဒီယာကနေအီရန်နဲ့အစ္စရေးလရဲ့တိုက်ပွဲသတင်းများအပါအဝင်နိုင်ငံတကာရဲ့ထူးခြားပြစ်စင်များကိုအချင်းတစ်ပင်သိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။